Hello guys တိုင်ဆိုရဲ channel လေးရနေတင်ချင်လို့လိုက်ပါတယ်ယခုတော့ပါဆိုရင်တော့ဒီ over တိုက်ရနေပြီအာရှတိုက်ကိုအချိန်တိုတိုအတွင်းရောက်ဖို့အတွက် Spain Bin Yes Sponsor နဲ့အနောက်စုစုရက်လိုက်ခဲ့တဲ့ကျွန်တော်ရဲ့ကိုယ်စားပွဲကြီးရဘလို့ဖြစ်ပြတဲ့ကြုံတွေ့ပြီးတော့ဗားရီဆက်ဖြစ်သွားမယ်ဆိုတော့ပြောပြပေးတော့မှာပဲဖြစ်ပါတယ်နောက်ဆုံးမှာသူ့ရဲ့ရေမှန်းချက်အတိုင်းတိုတောင်းတဲ့ဥရောပအာရှပင်လယ်ရေကြောင်းလောက်ကိုရှာဖွေတွေ့ရှိသွားမှလားဒါမှမဟုတ် ဒီမှာကျလီရယ်ပျက်စီးသွားပြီးတော့စပိန်ဘီရင်တွေပါဝင်သူ့ကိုစောက်ကြည့်နေတဲ့သူတွေအားလုံးရဲ့ဘူလီလုံချင်းကိုလှလပပကြီးခံစားသွားရမလားဆိုတာကိုဆက်လက်စောင့်ကြည့်လိုက်ရအောင်ဆိုတော့ဗီးစီယန်နေမှာလာတဲ့တင်မောတော်ကြီးနဲ့အရှာတိုက်ကိုရွက်လင့်ခဲ့တဲ့ဆီယာပတ်ဟာနောက်ထပ်2လကြာ1492ခုနှစ် ောက်တိုဘာလ12ရက်နေ့မှာပဲကျောင်းတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်။ကျောင်းဆက်လိုက်ကြီးဖြစ်တဲ့ကျောင်းဘက်ကတော့အဲ့ဒီကျောင်းအာရှတိုက်လို့ထင်သွားခဲ့ပြီးတော့သူတည်တော်တဲ့ချိန်ကြီးကိုပဲသူ့ရဲ့ရည်မှန်းချက်ကြီးအောင်မြင်တော်တယ်ဆိုပဲထင်သွားခဲ့ပါတယ်။ဒီရက်နေ့မှာဆိုရင်တော့သူပထမဆုံးရောက်ခဲ့တဲ့ကျောင်းယခုအမေရိကတိုက်ရင်မှာရှိတဲ့ Bahamas လို့ခေါ်တဲ့ကျွန်းနိုင်ငံတစ်ခုပဲဖြစ်ပါတယ်။အဲ့နောက်ပိုင်းမှာကျူဘာနိုင်ငံ၊ဟေဒီနဲ့ဒိုမီနီကန်လို့ခေါ်တဲ့စတဲ့နိုင်ငံတွေကိုလည်းဆက်လက်ပြီးတော့ရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။ ကိုလာပါဟာ692ခုနှစ်နဲ့ထောင်ဝလေကနေတဲ့ဒီမှာဒီကြောင့်အေးချိန်မှာ၄ခုတိတိဟိုရွှေလိုက်ခဲ့ပေမဲ့ကျွန်တော်အမေရိကတိုင်းသူခေါ်နေတဲ့တိုင်းသူကြီးကိုသူကိုယ်တိုင်ရှာဖို့တွေးရှိခဲ့တယ်ဆိုတော့ငါတော့မတိခဲ့ရှာပါအဲ့နောက်ပိုင်းမှာတော့အခြားအကြောင်းကြီးသွားတယ်ရတယ်အမေရိကတိုင်းကိုတိုင်းရောက်ကြပြီးတော့ပထမဆုံးရောက်သွားတဲ့အမေရိကပတ်စပို့စီကတော့ဒီဂျိုးနေရအာရှတိုင်းမဟုတ်ဘဲနဲ့ဒါတိတခုဆိုတော့သိရှိသွားခဲ့တဲ့တော့အမိသမတ်သေးရပါတယ်သူ့ရဲ့နာမည်ကိုအစွဲပြုပြီးတော့အမေရိကတိုင်းကိုခေါ်နေစေခဲ့တာပဲ ဘာဖြစ်ဖြစ်ကိုလံပဲအီကြောင့်ခီးတွေကကမ္ဘာသမားရောကြီးကြီးမားမားကြီးကိုအဖက်တစ်ခုဖြစ်ခဲ့ပါတယ်။အမေရိကဟာကွန်မစ်ဆီကိုမျိုးပိုက်လိုက်ကိုတဲတယ်။ဥရောပကကွန်မစ်ဆီကြီးကြောင့်အမေရိကတိုက်ကိုပြန်တဲတယ်။အဲ့လိုပဲသွားလိုက်ပြန်လာလုပ်ရင်းနဲ့ဥရောပတိုက်နဲ့အမေရိကတိုက်ကိုပထမဦးဆုံးချိတ်ဆက်ပေးခဲ့တဲ့တဲ့တူဖြစ်ခဲ့ပါတယ်။ဒါပေမဲ့တောင်းတယ်ဆိုတာမြေတွန်တွဲနေရဆိုတဲ့အတိုင်းပဲကိုလံဘတ်ကလည်းလူတိုင်းအတွက်အန်ဒီယားပါစင်တယောက်ဖြစ်မနေရပြပါဦး။အမေရိကတိုက်ကိုကိုလံဘတ်တယောက်ရောက်ရှိလာခဲ့တဲ့အတွက်ကြောင့်မူလနေထိုင်တဲ့တိုင်းရင်းသားတွေကြောင့်လည်း ပျက်စီးဆုံးရုပ်မှုတွေများဆိုဖြစ်ပေါ်ခဲ့ရပြန်ပါတယ်1494ခုနှစ်ကနေပြီးတော့1508ခုနှစ်အတွင်းမှာစပိန်ကိုလိုနီတွေရဲ့အကြမ်းဖက်နှိပ်စက်မှုတွေကျော်ဖြူစီကိုင်းမှုတွေရွှေတုကုမုတ်တွေမှာအနာကျင်ခိုင်းစင်မှုတွေနဲ့ယူရိုပီယံယောဂါတွေကြောင့်မူလနေထိုင်သူတိုင်းနာတန်ပေါင်းများစွာသဆုံးရှုံးခဲ့ရပါတယ်။ဒါကြောင့်လေနိုင်ငံအချို့မှာ Columbus Day ဆိုပြီးတော့နှစ်စဉ်အော်တိုဘာလ12ရက်နေ့ဒါမှမဟုတ်အော်တိုဘာလရဲ့ဒုတိယမြောက်တနင်္လာနေ့တွေမှာ celebrate လုပ်ကြတဲ့တိုင်အချို့ဒေသတွေကြပြန်ပါတော့တယ်။ indigenous people day ဆိုပြီးတော့ celebrate လုပ်ကြပြန်ပါတယ်။အချို့တွေကတော့ဒေတာဝေရသူရဲ့ကောင်တောက်အချို့အတွက်ကြပြန်တော့လေဆက်ဆုပ်ပွဲရွှေရှာပွဲရ relate တောက်ဘယ်လိုပဲညှင်းပွားနေကြပါလေကိုတာဘာဟာကဘာတမားရဲ့အကျော်ကြာဆုံးပုံစံတွေကတုံးအနေနဲ့ကြာရှိနေခဲ့ပါတယ်။သူရဲ့တတိနဲ့စိတ်တဲ့ကြက်ခံမှုတွေကြောင့်ကဘာပထဝီပထမဆုံးကြောင်းနိုင်ရတဲ့လူလူသားမျိုးနွယ်အတွက်ချက်ကတာအစ်တစ်ခုကိုလည်းဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ အားလုံးပဲဒီဗီဒီယိုလေးကနေအတိအမြစ်တစ်ခုခုရရှိသွားမယ်လို့ကျွန်တော်ပြောပြပါတယ်။စာရီကိုတခုတကရှာဖတ်နေကြမှလို့တော့ပဲနဲ့ relax လုပ်ရင်းနဲ့ knowledge တွေပို့ပို့ပါပါရရှိမှာမို့လို့ကျွန်တော်ရဲ့တက်တိုင်း channel လေးကို like and follow နဲ့ subscribe လေးလုပ်ထားပေးဖို့အကြံပေးချင်ပါတယ်။ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်။ See you guys!